ပရိသတ်ကြီးမင်္ဂလာပါဗျာကနလောကဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပါကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဆရာထွန်းတော်ရေးသားထားတဲ့ဘလူးမတိုင်းဆိုတဲ့ပရလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့မြတ်တာရက်ခဲညီမာတယ်ပရိသတ်ကြီးကအစင်းစင်းဖြစ်တော့ကျွန်တော်နဲ့တူဇလံလေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာ တပြေးချောင်းလေးတို့ရောက်လျင်တာဖာနေအောင်ကွန်တန်းကိုချပြီးတော့တထောင်နားလိုက်ကြပါတယ်။ယွာနဲ့လည်းတိတ်ပြီးတော့မဝေးတော့ဘူး။သို့တော်လည်းအတော်လေးပင်မလာကြသဖြင့်ယွာကိုရောက်အောင်ဆက်သွားလို့စိတ်ကလည်းမရှိတော့ဘူး။ဒီနေရာမှာတထောင်နာတရေတမော့အေးနိုးလျင်တော့လမ်းမှာချက်ယူလာတဲ့ထမင်းတို့ကိုဖွင့်စားပြီးမှယွာကိုအရောက်ဆက်သွားကြမည်ဖြစ်ပါလေ။ဒီနေရာလေးကတော့တစ်ဖက်မှာတပြေးယွာရှိပြီးတော့တို့ရတွင်သူတို့ရဲ့ဇာတိခြံယွာကြီးလည်းရှိပါတယ်။ခန်းနမင်းမျိုးမှာတော့ထင်ရှားသောယွာကြီးတွေပါဖြစ်တယ်။ ီနေရာလေးတွေကအလွန်အသားရပါတယ်။တက်တူနေစည်းစင်းနေတဲ့တောင်ကျစမ်းကြောင်းလေးနဲ့ပဏံရသောတောရှူခင်းများလည်းရှိပါတယ်။ဒါကြောင့်မလို့ပင်ကြည်နိုးစရာလည်းအလွန်ကောင်းလာပါတယ်။ဒီတပြေးစမ်းကြောင်းလေးတွေလည်းသူတို့ဒါဖအတွက်အရေးပါလာတယ်။တပြေးချောင်းကတခုနိုင်ရှိကြသောရွာလေးများမှာတော့ကွန်းချံနဲ့ကွန်းသီးချံများပေါ်ပါတယ်။သူတို့သားဘကထိုကွန်ဒီကွန်ချံမြောက်ကိုတပိုင်းတနိုင်ထမ်းတယ်ပြီးတော့ထမ်းတဲ့ပင်တောင်ကိုစသောတိုင်မြောက်ကိုသွားရောက်၍အတမေးဝမ်းကြောင်းပြုနေကြခြင်းဖြစ်ပါသည် ဒီအလုပ်ဒီလဲตาရနာတီတော့မဟုတ်ပြီခကြီးကလည်းဝေးသလိုတော်လန်တောင်လန်းကြီးများကိုဖြတ်ကျော်ပြီးတော့သွားကြရသဖြင့်တခါတလေတောစင်အုံများပြောင်းအုံများနဲ့ပတ်ဝန်းတို့သဖြင့်ကွန်တန်းကိုပြစ်ချပြီးတော့ထွက်ပြေးကြရသောအခါပေါင်းလည်းမနေပြီဝမ်းကြောင်းရဖြစ်ဖြစ်သာစော့စော့ဇာဇာသွားလာလောက်ကင်နေရခြင်းဖြစ်ပါရင်အန်ရယ်ကတော့အလွန်ကိုများလာပါလေဤနေ့ဒီကကွန်ထန်သမအုတ်တက်တို့နဲ့တားမောင်ပြားကြီးတို့ကံကောင်းမြေခါတို့ရောက်လာလေတယ် ပင်မန်းစင်ရပြီးတော့အန်လျေများလာတဲ့ကွန်ထန်သမားဘွားမှာကျွလွန်မိနေဟုလည်းဆိုနိုင်ပေတယ်။ခြေတံတစ်ခုကိုကြားလိုက်ရရင်ဥတက်ဒူလိုသားဖမမောနဲ့အိယာနေရာမှာလန်နိုးသွားကြတယ်။မျက်စိကိုလက်နဲ့ပုတ်ပြီးကြည့်လိုက်ရတတ်တော်16နှစ်ခန့်တပိတ်ကိုလွှဲပြီးတော့ချိန်တုပ်တစ်ချောင်းကိုကင်ကရက်နေတော့ကိုရင်လေးတစ်ပါးအားတွေးလိုက်ကြရတယ်။ဒါကြောင့်မလို့ဥတက်ဒူမှာထိုင်ရမလို့ထားရမလို့ဖြစ်နေစမှာပဲကိုရင်လေးကမေးပါတယ်။တခါကြီးတို့ဘဲခလာလို့ဘဲကိုသွားကြတာတော့တပည့်တော်တို့ကခြံကြီးရွာကပါဗျာ။ တောင်မော်ရွာကကောထွန်းပြီးတော့ပြန်လာကြတာပါ။အော်အော်တော်တော်ပင်ပန်းကြမှာပဲနော်။မှန်လားပါဗျာ။တဝန်းတစ်ခါတော့တင့်ရအလုပ်ကိုလုပ်ကင်နေကြရတာပါ။မိသားစုက6ယောက်ဆိုတော့အတော်လေးလဲရုန်းကန်ရပါတယ်ဗျာ။ဒါကြောင့်ဒီတောင်းငယ်ကိုတော်မှာအနာမပေးနိုင်ပဲနဲ့ကုဖော်လောင်ဘက်ခေါ်သွားနေရပါတယ်ဖေ။ကိုရင်လေးကတော့စကားမဆက်ဖဲနေပါရင်ဥတ္တတူကတော့ညီကိုမော့ကြည့်တယ်။မနက်၁၇နာရီခန့်ပဲရှိနေလိမ့်ပြီ။ကိုရင်လေးဖေကစွန်ကိစ္စကိုပြီးပါခဲ့ပြီလားဖေ မမီးသေးပါဘူးတကကြီးရေဒီလိုဆိုရင်တော့အချိန်အောင်လုံတော့မယ်ဗျာတမဲတော်တို့လမ်းတော်ဝက်ကချဲ့ယူလာတဲ့ထမင်းတို့ကိုကတ်လို့မရသေးဘူးဗျာလက်ခံပြီးတော့ဖုံးပေးသုံးဆောင်တော့မှုပါဗျာကိုရင်လေးကတအောင်စဉ်းစားလိုက်ပြီးတော့ရပါတယ်တကကြီးရေအမှုမရှာပါနဲ့ကွယ်တကကြီးတို့မှာပင်ပင်ပန်းပန်းအထမ်းကြီးနဲ့သွာလာနေကြရတာကိုဘသာပဲစားတော့လိုက်ကြပါကိုရင်အဖို့အရင်မကြည့်ပါဘူးကွယ်တပိတ်ကိုရေစေးပြီးတော့တောက်လိုက်ရင်လေပြီးပါတယ် တပည့်တော်တို့အတွက်အပန်းမကြီးပါဘူးဖေယားရွာကိုရောက်ဖို့လည်းနီးနေပါပြီဒါကြောင့်ကြုံတော့ကတ်ရတာမလို့တနာတော်အဖြစ်လက်ခံပြီးတော့ဘုံဘေးသုံးဆောင်တော်မူပါဖေယားအဲ့ဒီတို့လျှောက်ထားပြီးတော့စကတ်လိုက်သေးတယ်အဲ့ဒီနောက်အရေးကောင်းသောတစ်ပင်ကြီးအောက်မှာတော့အညာဆောင်ကို ဖြန့်ခင်ကထမင်းတို့ကိုဥတက်တို့ကိုယ်တိုင်ဖွင့်ပေးလိုက်တယ်ဆန်းအိုင်တို့ကလက်စည်းရည်နဲ့တောက်ရည်ကိုလည်းခတ်ပေးတယ် မထင်မှတ်ဖြင့်ကိုရင်လေးတစ်ပါးအစွန်းတနက်ကက်လူလိုက်ရတဲ့အတွက်ဥဒတ်သူတို့တာဖာမှာဝမ်းမြောက်ဝမ်းသာ၍မဆုံးဖြစ်နေကြပါတော့တယ်။ကိုရင်လေးကစွန်းဖုံးပေးပြီးတဲ့နောက်ဥဒတ်သူတို့တာဖာဂျေစုတင်စကားမိန်ကြပါတယ်။ဂျေစုတင်လို့မဆုံးအောင်ပါပဲတကားကြီးဒီလိုတောတောင်လန်ခီးမှာစွန်းတနက်ဖုံးပေးရဖို့ဆိုတော့ကတကယ်လည်းမလွယ်ပါဘူး။ဒါမှမယားတပည့်တော်တို့တာဖာအနေနဲ့လည်း ဒေါ်လန်ခကြီးမှမမျော်မတ်ဖင်နေအရှင်ဘုရားကိုဆုံးကပ်ခွင့်ရလိုက်တဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်လို့မဆုံးပါဘူးခင်ဗျာအင်းပေါ်လီစွန်တနဲ့အတွက်ကိုရင်ကဒကာကြီးတို့တာအဖကိုကျေးဇူးတင်တယ်လို့ဒကာကြီးတို့တာအဖကလည်းဆုံးအလူခံတဲ့ကိုရင်ကို ပြန်ပြီးတော့ကျေးဇူးတင်တယ်ဆိုတော့သူတော်ကောင်းကြီးနဲ့ဦးလမ်းလျှောက်သွားကြရင် အလဲမှာလမ်းကျွန်နေဆိုတဲ့ဇကာအတိုင်းပေါ့ရွှေဦးမင်းဆရာတော်ကြီးနဲ့တောင်ဖီလာဆရာတော်ကြီးတို့အကြောင်းလေးကြားဘူးတယ်မဟုတ်လားမှန်လားပါဖေဟာမကြားဘူးလို့အမိန်တော်ရှိပါအောင်ဖေဟာ တကားကြီးကတဲလဲဘဟုဇ္ဇနဲတကိုဗျရှေးခါကတောင်ဖီလာဆရာတော်ကြီးနဲ့ရွှေဥမင်ဆရာတော်ကြီးတို့အကြောင်းပေါ့တနေ့မှာဆရာတော်နှစ်ပါးလမ်းလျှောက်ကြွားကြတဲ့တောင်ဖီလာဆရာတော်ကြီးကမင်းကိုးွယ်တဲ့မြို့ဘုံကြီးဖြစ်ပြီးတော့ရွှေဥမင်ဆရာတော်ကြီးကတော်ရဟန်ဘုံကြီးဖြစ်တဲ့ဒါကြောင့်တောင်ဖီလာဆရာတော်ကြီးကတော်ရဆရာတော်ရှေးကကြွားတော်မူပါဘုရားဆိုပြီးတော့ရွှေဥမင်ဆရာတော်ကြီးကိုလျှောက်ထားတဲ့ ရွှေဦးမင်းစရာတော်ကလည်းမတော်ပါဘူးမြို့ပေါင်းကြီးမင်းစရာတော်ပဲရှေးကကြွတော်မူပါလို့ပြန်လျှောက်ထားတဲ့နောက်တော့ဘင်းစရာတော်မှရှေးကမကြွတော်ပဲနဲ့လမ်းကိုအလဲထားပြီးသားကြွတော်မူကြတဲ့မန်လာပါဖေဟာကိုရင်လေးကအရန်ဘဟုသုတရှိတာပဲဖေဟာတပည့်တော်လည်းအရှင်ဘုရားပြောမှာပဲကြားသိကြည်ညိုရပါတယ်ဖေဟာအဲ့ဒီဇေဒီလေးရအောင်ကြောက်တောင်တွေမှာဘလူးမတိုက်ဆိုတာရှိတယ်အဲ့ဒီဘလူးမတိုက်ကိုဖွင့်ဖို့ကိုရင်လာခဲ့တာကွယ် ။အော်ဒါဆိုကိုရင်လေးကဒီနယ်ကမဟုတ်ဘူးလားဖေ။ကိုရင်ဘယ်နယ်ကလာတယ်ဆိုတော့ကိုမသိချင်ပါနဲ့တကကြီးတို့တားပါနှစ်ယောက်ရေ။ကိုရင်ခိုင်းတာကိုလုံနိုင်မလုံနိုင်ဘူးလားပြောပါ။ကိုရင်ကကောင်းဝယ်ထင်လို့ခိုင်းရင်တော့တပည့်တော်တို့တားဖာလေဘယ်ညင်းမှမလဲလုံမှာပေါ့ဖေ။ကောင်းပြီလေဒီလိုဆိုရင်တခါကြီးတို့ကွန်ထန်းတွေကိုတနေရာမှာသွားပြီးတော့ဖွက်ထားလိုက်ကြပြီးတော့ကတော့ပွဲထုတ်ဖို့အတွက်အုံငှက်ပြောနဲ့အမွေးတိုင်ဖျောင်းနိုင်နေဝယ်ယူစုဆောင်ပြီးတော့အသင့်ပြင်ဆင်ထားကြပါဒီနေ့လာပြင်းညတကောင်ကြောင်ရင် ဘလူးမတိုက်ကိုဖွင့်ရမယ်မန်လာပါဖေယားတမိတော်အရှင်ဖေယားအမိတ်ရှိတဲ့အတိုင်းအားလုံးကိုလိုက်လံဆောင်ရွက်လိုက်ပါမယ်ကိုရင်လေးကအသက်ပင်ငယ်သေးတော်လေတိုက်ဆရာကြီးဆိုပါလားဟုတွေးပြီးတော့ဥတက်တူတန်းတော်ဖြစ်သွားရပါတယ်ဥတက်တူတိုက်ရဲ့အကြောင်းကိုပုံမြင်ဖြစ်တာကြားခဲ့ဘူးလေဘလူးဆောင်တော်တိုင်းမွေးနှကားဆောင်တော်တိုင်းရွာဆောင်တော်တိုင်းစသဖြင့်အဘိုးဘွားများကပြောကြသလိုအခြားသူများကလည်းတိုက်ရဲ့အကြောင်းမြောင်များစွာတို့ကိုပြောပြကြတယ် စိတ်ဝင်စားဖို့လေအလွန်ကောင်းလာပြီးလှုပ်ရနေတဲ့သောအကြောင်းအရာများထိတ်လန့်ပေါ်ရနေစွန်းစားခမ်းများဝမ်းနဲ့ကြည်ပွဲပေါ်ရများရောပြုံပေါင်းစုပါဝင်နေ၍ဥဒတ်တူလည်းသဘောကျပါ၏ဥဒတ်တူငယ်စဉ်ကပင်လှုပ်ရနေတဲ့သောအကြောင်းအရာများကိုအလွန်စိတ်ဝင်စားတယ်ယခုမှတော့ကိုယ်တိုင်ပါဝင်ကြုံတွေ့ရတော့မည်ဖြစ်၍အတော်လေးပင်စိတ်လှုပ်ရှားနေမိပါ၏အဲဒီနောက်ဥဒတ်တူကကြိုတင်ပြီးတော့အုံးမှပြောနေအမွေးတိုင်ဖျောင်းတိုင်များကိုဝယ်ယူစုဆောင်းရန်အတွက် တားဖြစ်သူမောင်ပြကြီးအောက်ခေါ်၍ရွာဘက်စီသို့ဦးတည်ထွက်လာခဲ့လေတော့လေကိုရင်လေးကစမ်းချောင်းလေးရဲ့မြောက်ဘက်တနေရာမှာအခင်းအကျင်းများပြုတ်လို့ရန်အတွက်စေခိုင်း၍ဦးတက်တူတို့သားဘကကုတ်တွင်ရှင်းလင်းလိုက်ကြတယ်လိုအပ်သောပစ္စည်းများကိုလည်းအားလုံးအစုံအစင်ပြင်ဆင်ထားကြတယ်အဲဒီနောက်ကိုရင်လေးကည9:00နာရီကျော်သည့်အချိန်ကြောက်တောင်ထိပ်ကဇေဒီတော်လေးရဲ့ရင်ပင်ပေါ်မှာထိုင်ပြီးတော့တရားရှုမှတ်နေပါတယ်မြစ်တာလည်းပို့ပါတယ်ဆံရပိုင်ရပုဂ္ဂိုလ်များကိုတိုင်တန်းခြင်းပင့်ဖိတ်ခြင်းစသည်များကိုလည်းပြုလုပ်တယ် အဲ့ဒီနောက်မှာတော့တိုက်ဖွဲ့ရင်အစီအမံကိုစတင်နေတယ်။ဥစွာစီးရတန်တန်တာပြီးတော့ကတော်ပွဲပေးခြင်း၊ဖျောင်းနိုင်အမွေတံများထွန်းညီခြင်း၊အင်းအိုင်ခါလက်များစီရင်ခြင်း၊ဂါရာမန်တများရွတ်ခတ်ခြင်းစသည်များကိုပြုလုပ်လေတယ်။ထိုအချိန်တိုင်းပဝန်းကျင်မှာတော့တစ်မျိုးပြီးတစ်မျိုးအမျိုးမျိုးပုံပုံပြောင်းလဲလာလေတယ်။ကျောင်းမဖွဲကောင်းသောတုံလုံးခြောက်ခြားပွဲရမှာလည်းတစ်မျိုးပြီးတစ်မျိုးဖြစ်လာလေတော့။အဲ့ဒီနောက်ဂျာဟိဒန်၊ချင်းဒီဟောက်တန်ကဲ့သို့အတန်ကြီးများကိုကြားလာရပြီးတော့ လူတအိုးတရာပြင်းပြင်းထန်ထန်ဒဏ်ရာရရအော်ဟစ်ညဉ့်ညူတန်းကြီးများနဲ့မိန်ကလေးတို့ရဲ့ကဲပါကူပါတဆာဆာနဲ့ဟစ်အော်ငိုကြွေးတံများကိုလည်းဗထဝီမြေကြီးတုံဟီလူမတက်အောင်ပင်ကျဲလောင်စွာဖြင့်ကြားလာရတယ်ဥဒတ်တို့သားဖမှာအတက်ထွက်လို့မတက်အောင်ကြောင်းလန်ပြီးတော့မျက်လုံးမျက်စံများပြူးကြလျက်ပဝန်းကျင်ကိုသာနားဆိုင်ပြီးတော့မြင်နိုင်သမျှကြည့်ရင်လည်းငြိမ်ကုန်နေကြလေတယ်။ဒါဖြစ်သူမောင်ပြကြီးမှာကကိုရင်လေးနဲ့ဖခင်ဥဒတ်တို့ရဲ့အကြောင်းကိုတိုးဝင်ပြီးတော့တဖြန်းဖြန်းတုံနေပါတော့တယ ထိုအချိန်နဲ့ကိုရင်လေးကမျက်စိကိုစုံမိတ်ပြီးတော့ဂူတက်သူတို့သားဖနားမလည်နိုင်သောကာရာမန္တန်များကိုရွတ်ဖတ်တရစေနေတယ်။ထိုထိုအတန်အကြီးများကိုမကြောက်တဲ့အပြင်ဘယူဆိုင်ဟန်ပဲမတ်တူပဲ။အဲဒီနောက်တာမန်လူတို့ထက်၄-၅ခန့်ကြီးတဲ့ဘလူးတပတ်ကြီးများတင်းပုံများမိန်းများကိုထမ်း၍ဂူတက်သူတို့ရှိရသောဥဒီရှောက်လာနေကြသည်ကိုတော့လာရောက်ဖြင့်ထင်ထင်ရှားရှားကြီးမြင်နေရပါတယ်။ ထိုကြောင့်ဥဒတ်တို့သားဖမှာအစားခအတန်ကြီးများကိုသာကြောက်လန့်နေရပြီးတော့ယခုအခါလူသက်လက်နက်ကရိယာများကိုထမ်းပြီးတော့ဘလူးတပတ်ကြီးများလာနေကြ၍တေးကြရတော့မည်ဟုပင်မိမိကိုယ်တို့အဆုံးချပြီးတော့စိတ်ပိုင်းဖြတ်နေမိကြတော့လေသို့တော်လေထိုထိုဘလူးတပတ်ကြီးများကစီရတွင်တို့မဝင်ကြရပြီအနာတို့တိုးကပ်လာရင်လေကိုရင်လေးတားထားသောစီကမိထားတောက်ပြီးတော့ဘလူးတပတ်ကြီးများလွင့်စင်ပြီးနောက်ကောက်ကြသွားစီကိုတော့တွေ့လိုက်ရလေတယ် ထို့ကြောင့်ထိုကွင်လေးတားထားတော်စီကအတော်လေးအစွမ်းထက်ပြီးတော့အာကိုရပါလားဟုတွေးကအနေငယ်ကြောက်စိတ်လျှော့၍တက်တာရရလူစဲအချိန်မှပဲစီးနေထိပ်ပြီးလွင်ဆိုရင်နောက်ောက်ကြတော့မေမျောနေကြတော့ဘလူကြီးများကချက်ချင်းနိုးထပြီးတော့ဘဂန်တီအတိုင်းပြန်ဖြစ်လာကြလိတော့ဒီအဲဒီနောက်မှာတော့ဖကုံကြီးများကိုတဲ့တို့လေသွင်းတဲ့ကဲတို့ပူလိုက်ပိန်လိုက်ရှိလိုက်ကုန်းလိုက်ကွာလိုက်လှုပ်လိုက်ကြရာရခင်ထက်၄၅ဆကန့်ကြီးသွားပြီးတော့မျက်လုံးနဲ့ပါးစပ်များမှလည်းပိုရစ်ပြဲက အတန်နဲ့ကြီးများပြီးကျေလောင်စွာဟိန်းဟောက်လျက်စီဝိုင်းတွင်သို့ခဝင်လာကြတဲ့သဘောဖြစ်လာကြတော့လေထို့ကြောင့်ဥတက်တူတယောက်တော့တောက်မခံရတော့ပြီကိုရင်လေးဖေဟာဒီတစ်ခါမဖြစ်တော့ဘူးဖေဟာဘယ်လူတပတ်အုပ်စုကြီးတပိတော်တို့စီပြင်းတဲ့ကိုခဝင်လာကြတော့မယ်ကဲတော်မူပါအောင်ဖေဟာအဲ့ဒီလိုပြောပြီးတော့ထအောင်လိုက်ပါတယ်မကြောက်ပါနဲ့တကားကြီးအဲ့ဒါတိုက်ဆောင်တွေကတမင်တကားကြီးတို့တားဖကြောက်လန့်သွားအောင်လို့အယုတ်အတန်အမျိုးမျိုးနဲ့၆လန့်နှောက်ရက်နေကြတာပါဘာမှကြောက်စရာမလိုပါဘူး မကြောက်လို့မရတော့ဘူးဖေဟာကိုရင်လေးကသာမကယ်ဘူးဆိုရင်တော့တပည့်တော်တို့ထွက်ပြေးတော့မယ်ဖေဟာဥတ္တတုကတုံရင်တော်အတန်ဖြင့်ပြောလိုက်လေလေထိုကြောင့်ကိုရင်လေးကမျက်စိဖွင့်ကြည့်လာပြီးတော့တခါကြီးတိတ်ခတ်တာပဲအဲ့ဒါတွေကတိုက်ဆောင်တွေတမင်တကာတခါကြီးတို့တာဖကြောက်လန့်အောင်လို့ခြောက်လန့်နေကြတာပါဆိုမှကဲဟိုဘက်ကိုနည်းနည်းရွှေ့နေစမ်းအဲ့ဒီလိုပြောပြီးတော့ကိုရင်လေးကသူ့ရဲ့ဆေးကျင်လုံးကိုဦးစောက်ပြန်ပြန်သုံးလေးချက်ပုတ်တကဂါရာမဏမြမန်းမှုပြီးတော့ဝေရမ်းလိုက်တဲ့ပြင်ဆေးကျင်လုံးရဲ့အပြားကမီးခုံခုံတောက်လျက် ်ထိုမိတော်မိန်းကြီးကဘယ်လိုတပတ်များစီသို့အတန်းလိုက်ကူးဆက်လောင်ကျမ်းသွားသဖြင့်တကောင်းမကျန်လွင့်စင်သွားကြလိတော့တယ်ထို့တော်လည်းဘယ်လိုတပတ်ကြီးများစီကအားမလျှော့ကြပြီကြားစင်ကြီးများမွေနကားကြီးများနဲ့အားဖြည့်ပြီးတော့တဖန်ရောက်လာကြပြန်လေတယ်ဒီအချိန်မှာတော့အကောင်ပေါင်းများစွာတောအနှံ့ပြည့်နေပါတယ်ဟေးဟောင်းတန်ကြီးများမှလည်းနွားကွက်လူမတက်ပြီးကျဲလောင်လွမ်းလာတယ်မွေးနကားကြီးများနှာမုတ်ရတယ်လေမီးဟောဟောထတောက်တယ်မိတော်မိလက်များဖြင့်တတော်လုံးထိန်နှင်းသွားပါလေ ဒီဒီချိန်မှာကိုရင်လေးကစေးကြည်လုံးဖြင့်မလုတော့ဘဲနဲ့လွယ်အိတ်ထဲကစေးမုံတစုပ်ကို ထုတ်ယူကာနှကမ်းမှာတည်၍သုံးလေးအုပ်မှန်းပြီးတော့ပြစ်ပေါက်လိုက်ပါလေထိုအခါစေးမုံများကအနုမြူကဲ့သို့မိပွားများအတွင်ကြောင်းကတောနဲ့မှာပြင်းနဲ့ခြောက်လန့်နေကြသောတိုက်ဆောင်များတကောင်မကျန်လောင်ကျွမ်းပြီးတော့မိဟုံးဟုံးတောက်သွားပြန်လေအဲ့ဒီနောက်မှာတော့တအောင်ကြများတိတ်ဆိတ်သွားလေထိုနောက်ခြေတံတစ်ခုကိုကြားရပြန်လေလာရောက်ပြင်းဥဒတ်သူကြီးလိုက်ရာကရင်မကြီးတယောက်ကွန်းထန်းဖြင့်လာနေသည်ကိုတွေ့လိုက်ရတယ် ်ဥတ္တတုနဲ့တည်ကြယဉ်နေကြတော့တောင်ပေါ်ကျွာသူတော်တော်စေဖို့ပင်ဖြစ်ပါတယ်ခုတ္တတုငါလာမင်းနော်နင့်ကိုရင်လေးကိုငါကွန်ပေးခြင်းလို့အော်အေးအေးလာခဲ့လေ နော်ဖို့မိုးလေလင်းလာနေပြီတော်တော်စေဖို့မှာဥတ္တတုနဲ့တည်ကြယဉ်နေသောတောင်ပေါ်သူကရင်မကြီးတယောက်လည်းဖြစ်နေပြီဥတ္တတုတို့တိုက်လိုက်နေကြတဲ့ကိုလည်းနောက်ရောက်ဖွယ်မရှိပေထို့ကြောင့်ပင်သူလူချင်းနေသောကုန်းကိုလှူပါစေဟုအလွယ်တကူလာခွင့်ပြုတော်ခြင်းဖြစ်ပါတယ်ဒီမှာရင်ကိုရင်လေးကဥတ္တတုဟာဟောက်အော်လိုက်လေတယ် ဟာဒကာကြီးကဘာလို့ခွင့်ပြုလိုက်တာလဲဒုက္ခတော့ရောက်ကုန်ကြတော့မှာပဲအဲ့ဒီလိုပြောပြီးတော့ကိုရင်လေးကကြပြကြရလွယ်အိမ်ထဲမှာစေးကြံတစ်ထုပ်ကိုနှိုက်ယူကသုံးအုံးမြောက်မှန်းမှုပြီးတော့ပြစ်ပေါက်လိုက်ပြီလေအဲ့ဒီနောက်ကိုရင်မကြီးဒေါ်နော်စေးဖို့မှာချက်ချင်းပဲငကုတ်ချိုးပြောက်ပြီးတော့ဘလူးမကြီးဖြစ်သွားကတကောလုံးကိုမိတော့လောင်းလေးကအတန်နဲ့ကြီးဖြင့်អော်ကြီးပြီးတော့အဝေးသို့လင်းစင်သွားလေတော့လေကဲဒကာကြီးတွေ့တယ်မဟုတ်လားဒကာကြီးရဲ့ကိုရင်မကြီးဘာဖြစ်သွားပြီလဲ ဒါကြောင့်ကျုပ်ကိုအတိမပေးတဲ့ဘာမှမလုပ်ပါနဲ့အားလုံးဒုက္ခရောက်သွားလိုက်ကြတယ်မင်းအဲ့ဒါဟာဒီဆိုင်ကိုစောင့်နေအဓိကတတ်ချုပ်ဘလူးမကြီးပြသူအသင်းပင်တပည့်တွေနဲ့တိုက်ခိုက်တာမရလို့သူကိုယ်တိုင်လာတာရှော့တော့ရင်တော့မှားသွားတော့မှာပေါ့ဥတက်သူလည်းသူအပြင်းနဲ့သူအမကြီးမမန်တီးသွားရည်အလွန်အမင်းကြောက်လန့်သွားငြိမ်ကုန်နေရမှာမန်လာပါဖေဟာနောက်ဆိုအရှင်ဖေဟာကိုအတိမပေးပဲဘာမှမလုပ်ရတော့ပါဘူးဖေဟာအဲ့ဒီလိုနဲ့လေးတန်ကိုနှိမ့်၍တိုးတိုးလေးရှောက်ထားလိုက်လေနိ ။ဒါဖြစ်သူမောင်ပြားကြီးမှမူတိုက်လိုက်ခြင်းအစမှယခုအချိန်ထိတုံတုံများမလုံရဲပဲဖခင်ဦးတက်တို့နဲ့ကိုရင်လေးတို့ရဲ့အကြောင်းမှငြိမ်ကုန်နေသေးဖြစ်ပါတယ်။ထို့ကြောင့်တခါတခါဖခင်ဦးတက်တို့မှငါသားအသက်မှရှိသေးလားဥစ္စာဆောင်ဘလူတပတ်တို့ရဲ့အယုတ်အတမ်းများကိုကြောက်လန့်ပြီးပင်အသက်ထွက်သွားလိမ့်မည်လားဟုတွေးပြီးတော့ကြည်မိသည်မှလည်းခဏခဏပင်ဖြစ်ပါသည်။ဒါပေမဲ့အနောက်ချက်တွေကကုန်တလောက်ဖြစ်သွားပါပြီ။တောင်းကြောင့်မလို့တိုက်ချုံမကြီးကိုယ်တိုင်ရောက်လာတာကမိုးလေလင်းလာပြီပဲ။ကိုရင်လေးကအဲ့ဒီလိုပြောပါတယ် အဒီနာကိုရင်လေးကကြောက်နေရတဲ့နေရာကိုဈေးတုပ်ပြီးတော့ဂါရာမန်မြောက်ကိုရွတ်ဆွေးဈေးကျိန်တို့ဖြင့်ရိုက်ပုတ်လိုက်ရာကြောက်နေရတဲ့မှာအမျိုးအမိကိုမဖော်ပြတတ်သောအတန်နာကြီးများဟိဟောက်အော်ကြီးတန်ကြောကိုကြားလာရတယ်။ကြောက်တောင်ကြီးတစ်ခုလုံးကလည်းတုံဟီး၍လာလေတယ်။ဒါလီဘာမှမကြောက်နဲ့ကွာ။ဒါဟာဥစ္စာဆောင်နေတမင်တကာတို့ကိုကြောက်လန့်သွားအောင်လို့ဖန်သီးတဲ့အတန်ပဲ။ကြောက်เสียရမလိုဘူးနော်။ဒါဖြစ်သူမောင်ပြားကြီးကိုအာပိစကားပြောနေတော့လေစင်စစ်မှာတော့ဥတက်တူရဲ့တစ်ခုလုံးကြောက်စီဖြင့်တုံနေပါလေ။ ကျောက်တောင်ကြီးတွေကတအောင်ကြောင်တုံဟီအော်ကြီးလိုက်ပြီးနောက်မှာတော့ကိုရင်လေးဆေးတုတ်ထားတဲ့ဒကမာကြီးတရွက်စာနေရကကျောင်းမုံကလေးများတပြပြောက်ကြလာပြီးတဲ့နောက်ကျောင်းနေရန်ကြီးကလည်းတကားကြီးကြီးတပွဲပွင့်လို့သွားလေတယ်။ထို့ကြောင့်ပြွထွက်စားပြုတ်နေသောနေရာမှာကျောက်ကူကြီးအတွင်တို့တိုးဝင်လာပြီးတော့ကျောက်ကူကျွန်းတစ်ခုလုံးရွှေရောင်များဖြင့်တဖိတ်ဖိတ်တောက်နေပါတော့တယ်။ဥစွာကိုရင်လေးကကျောက်ကူတွင်ကြီးတို့ဝင်သွားလေတယ်။တအောင်ကြတဲ့ခါမှာတော့ဂူဝါသူပြန်ထွက်လာပြီးတော့ဥတက်တူကလှမ်းခေါ်လေတယ်။ ကိုင်တကကြီးဒီကိုလာခဲ့ပါဒါကြံနေခဲ့နော်ဘာမှမကြောက်နဲ့တိလားအဖေကိုရင်နေစီကိုလိုက်သွားလိုက်ဦးမယ်မောင်ပြားကြီးကဆက်ခနဲ့ခေါင်းညင်းလိုက်တယ်အဲ့ဒီနောက်မှာတော့ဥတက်တူကကိုရင်လေးစီကိုအပြေးလိုက်သွားပါတယ်ကိုရင်လေးကဥတက်တူရဲ့လက်ကိုဆွဲပြီးတော့ကြောက်ကူအတွင်းထဲသို့ခေါ်သွားတယ်ကြောက်ကူတွင်ထဲသို့ရောက်ပြီးကြီးလိုက်ရာအန်အော်ရီမဆုံးတော့အောင်ပင်ဖြစ်သွားရလေတယ်ကြောက်ကူတွင်ထဲဒီကတကယ်ထီးပုံနှမ်းပုံအစအုပ်ရဲ့အတွင်းမှန်းကြီးတစ်ဖွဲဖြစ်နေပါတယ်ရတနာမျိုးမျိုးကိုစီချက်ထားတယ် အလခမ်းမဆောင်ကြီးကတာရွေးပင်ကျင်းဝန်ပါတယ်အဆောင်အယောင်များလည်းပြည့်စုံလျက်ရှိတယ်အခန်းတိုင်းအဆောင်တိုင်းမှာပင်စာအုပ်စည်းကြီးများသပွဲအစင်းစင်ရှိနေပါတယ်အစင်းတိုင်းမှာလည်းရတနာအိုးကြီးများရွှေပန်းခိုင်ငွေပန်းခိုင်ဗရမပန်းခိုင်ကြီးများရှိနေပါတယ်အဲဒါကြောင့်မဲဥတက်တူမှာတော့ငွေရွေးပင်နေမိတယ်ဂိုင်းတကားကြီးဒီမြင်မြင်သမျှအားလုံးဟာရတနာတွေကြီးပင်တကားကြီးတန်နိုင်တာယူပြီးတော့နောက်တစ်ချိန်တော့ပြန်လာယူလို့မရတော့ဘူးတင်မဗျာ တင်မဘယဟုပြောကအိုတက်တူကခါဝတ်ပစုပ်ကိုကျွတ်ခင်းပြီးတော့ရွှေမကြီးတောင်များသောကြောက်တံဗရံများများသောကိုတနိုင်ထုတ်ပြီးတော့ထမ်းလေတယ်။ကိုရင်လေးကကြောက်ကူဝါကိုရအောင်ပြန်ပို့ပါတယ်။အဲ့ဒီနောက်မှာတော့ထပ်ပြောရှာတယ်။ဂိုင်းတကကြီးသွားပြီးတော့အဲ့ဒီရနာတွေကိုထုခွဲရောင်းချပြီးပဲကောင်းရောင်းကောင်းဝယ်အလုံးနဲ့လောက်ကင်စားတော့ပြီးတော့ကိုရင်နဲ့တော့နောက်တစ်ဖန်ပြန်မတွေ့နိုင်တော့ဘူး။ဦးတက်တူလည်းနေရာသို့ပြန်ရောက်ရင်းရနာတုတ်ကြီးကိုချထားလိုက်ပြီးတော့ နောက်ဘက်သို့ပြန်လဲကြည့်လိုက်ရာကိုရင်လေးကကြောက်ကူတဲ့သို့ပြောင်းဝင်သွားသည်ကိုသာတွေ့လိုက်ရလေတဲ့အဲ့ဒီနောက်မှာတော့ကြောက်ကူတကားကျူးသည်လဲစူညံသွားပြီးတော့မြေဟင်းကပြန်ပိတ်သွားလေတော့လေထို့နောက်ဥဒတ်သူတို့တားဖာမှာကိုရင်လေးအတွက်စိတ်မကောင်းစွာဖြစ်မိပြီးတော့မြေကြီးနေကြစေမှာပင်ဇေဒီတော်လေးရဲ့အရှိတ်တန်နီယာကကြောက်တောင်ကြီးပွင့်ထွက်သွားပြီးတော့ကိုရင်လေးကောင်းငင်သို့ပြန်တက်သွားသည်ကိုတော့မြဝါထွေမြင်တွေ့လိုက်ရလေတော့လေ ထို့နောက်ဘလူးမကြီးသည်လည်းမိုးပေါ်သို့ပြန်တက်ပြီးတော့ကိုရင်လေးရဲ့သင်္ကန်းဆုံးကိုဆွဲကာပါသွားသည်ကိုလည်းထပ်တွေ့လိုက်ရပြန်တယ်။ထို့တော်လည်းဘလူးမကြီးကဝါတပြန်ခမ်းမြသာလိုက်သွားနိုင်ပြီးတော့ကိုရင်လေးရဲ့သင်္ကန်းဆုံးတရောင်ခမ်းမြပြက်ထွက်ကာဘလူးမကြီးကြောက်တောင်ပေါ်သို့ပြန်ချသွားစီကိုလည်းမြင်လိုက်ရပါတယ်။ထို့နောက်ဘလူးမကြီးကစံကြောင်ကလေးရဲ့ထိုဘက်ကန်းကပေါ်လာကာငါဥစ္စာတွေပြန်ပေးဟုအော်ပြီးတော့လိုက်တောင်းပါတယ် သူရဲ့နောက်မှာလည်းတိုက်လိုက်နေကြစဉ်ကမြင်လိုက်ရသောဘလူးတပတ်များတားရဲသားကောင်ကြီးများပါလာကြပြီးတော့အယုတ်အသံအမျိုးမျိုးဖြင့်ချင်းချောက်ဟိဟောင်းနေကြလေတဲ့တို့တော်လည်းစမ်းချောင်းကလေးရဲ့ဒီဘက်ကန်းကိုမူကူးကျော်ပြီးတော့လိုက်လာနိုင်ဟန်မရှိပေမြည်တော့ပင်စိုးစီကောင်မူဦးတက်တူတို့တားဖားကတော့တင်းနေရတွေ့အချိန်ကြာနေရမသိမီဒါကြောင့်ပဲကိုရင်လေးမာထားတဲ့အတိုင်းအိုးငပြောစတဲ့တိုက်လိုက်အခမ်းအနားများကိုအလင်းအမြန်ရိုက်ချိုးပြစီပြီးတော့ထိုးနေရမှာပြေးထွက်လာကြလေတဲ့ ။နေ့လယ်12နာရီမှာတော့အိမ်တို့ပြန်ရောက်လာကြတယ်။အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာတော့ဦးတက်သူရဲ့စိတ်ကနာမငြိမ့်ပြီ။တိုက်ဆောင်ဘလူးတပတ်ကြီးများရောက်လာကြပြီးတော့အုပ်ဆောင်များကိုလာလုကြမည်ဆိုရင်နေတယ်လို့လူစိုးတခုများခိုးလို့မြည်ဖို့လည်းအလွန်အမင်းဆိုရင်နေမိပါတယ်။ဒါကြောင့်မဲအိမ်သူကိုပင်ဖွင့်ပြောရခြင်းမရှိပေ။အမေဒီဥစ္စာတွေကိုမြည်ကြည့်ချင်းတူပြီးတော့ပြုတ်ထားကြရင်မကောင်းဘူးလား။ဒါဖြစ်သူမောင်ပြားကြီးကတွတိုလေးအကြံပြုတ်နေတယ်။အေးကွာမြည်ကြည့်တဲ့တွင်းတူပြီးတော့မြုပ်ထားတာပဲစိတ်ချရအောင်ဖြစ်မဲကွာ။ ဒီတော့တို့အသားဖာရွာဥကညောင်မင်းအောင်မှာသွားမြှောက်ကြရအောင်ကွာဟာအဖေကလေညောင်မင်းဆိုတာကအဆောင်အလျှောက်တွေရှိတတ်တယ်ဗျဒီတော့အဆောင်အလျှောက်တွေကကျွန်တော်တို့ဥစ္စာတွေကိုမောင်းပိုင်စီးသွားရင်မခက်ဘူးလားအေးအဲ့ဒါလည်းဟုတ်တာပဲကွာဒီတော့ဘုန်းကြီးကျောင်းဝင်းနဲ့ကမကြီးပင်အောင်မှာသွားမြှောက်ကြရအောင်ဟိုမစိုးဘူးလားဗျအเจ้าမကဥပစင်းကိုရင်ကျောင်းသားတွေမပြည့်စင်နေကြသလိုဗကြခဏရွာသူလူသားတွေကလည်းအဝင်ထွက်ရှိနေကြတော့တွင်တူဝီမြုပ်နေတဲ့အခါမှာရော သုံးစွဲခြင်းတို့ပြန်တူးပေါ်တဲ့ခါမှာပါတရရောက်မြင်သွားရင်ဒုက္ခမရောက်နိုင်ဘူးလားအေးကွာအဲ့ဒါလည်းထည့်စဉ်းစားရမယ်တစ်ချက်ကလေးမှရင်တော့ငါးပါးမောက်သွားနိုင်တယ်ဒါဘာနဲ့ရောက်ခေါင်းချင်းဆိုင်ပြီးတော့အတိုင်မြင်ကြတော့လဲယရနာများထားမဲ့နေရာကိုတော့အခုချိန်ထိမတွေ့နိုင်ကြသေးဖြစ်နေပါရဲ့မိုးထုတ်လာပြီဖြစ်ရင်လာပြီကျော်တရက်နေ့လာဝိုင်းကြီးကပင်ထိန်ထိန်သာလျက်ရှိနေပါပြီအဖေတအားလေပွဲတွေကပေါ့ပင်ကြီးအောင်ဆိုရင်အဆင်ပြေမယ်ဗျ ကိုလဲနာဆိုတော့နှင်းနှင်းညညဘယ်ချင်းရင်တတော်အဆင်မီတယ်လीပြီးတော့ဘေးလူတွေရဲ့ပယောကကိုလည်းစိတ်ချရတာပေါ့အေးကွာဟုတ်တာပဲကွာဒီညသွားမျိုးရအောင်ကွာထဲ့တရားအိုးလေးပါလေရှားထားကွာမောင်ပြကြီးကသူ့ဖခင်ခိုင်းတဲ့အတိုင်းထဲ့စီရအိုးမြလိုက်ရှာတယ်ရခင်ကစားထဲတဲ့သုံးဘိတ်သာဝင်စင်အိုးတစ်လုံးနဲ့ငါးဘိတ်သာဝင်ညိုးတစ်လုံးထိုးနှလုံးသာရပါတယ်အိမ်မှာလည်းအိုးဘူဟူ၍ထိုးနှလုံးသာရှိတယ်ဘေးလူများရဲမိမိဆိုသောကြောင့်အခြားအိမ်များကိုလည်းသွားပြီးတော့မရှာရဲပြီး မျက်နှာမိုးချိုသည်နှင့်ตาဘာနှစ်ယောက်အိုးနှလုံးနှင့်ယရနာဒုတ်ကြီးကိုထမ်းပြီးတော့တိတ်တဆိတ်ထွက်လာကြသည်။လေပွဲလေကကုန်းကမှုလေးသို့ရောက်နေရောက်ချင်းမှာပင်ယရနာဒုတ်နှင့်အိုးနှလုံးကိုချလိုက်ပြီးတော့ပတ်ဝန်းကျင်ကိုလည်းအကဲခတ်ကြည့်နေကြသည်။စုတ်တည့်ရဲ့လားဖြူဝင်းကြီးကထင်းထင်းသာနေပြီးအတော်လေးအဝေးသို့တိုင်အောင်မြင်နေရပါတယ်။လူသူဟူ၍တအုပ်တယောက်မှမတွေ့ရပါဘူး။အရင်တော့တဲကောင်းရင်မှတွင်သုံးတွင်ဒူးကြနေတယ်။စင်အိုးတဲ့သို့ရွှေမကြီးတောင်များကိုထဲကြတယ်။မြေအိုးတဲ့သို့ကြောက်တံဗရမများများကိုထဲကြတယ်။ ရန်သောယန္တနာများကိုတော့ပစိုးပြင်ထုတ်ယူလာသည့်အတိုင်းပင်မြှုပ်လိုက်ကြပါတယ်။ယန္တနာများကိုမြေထဲမှမြှုပ်ဝဲလိုက်ကြပြီးတော့နောက်နေ့မှာအိန္ဒိယမပြတ်ရခိုင်အတိုင်းကွန်ထန်လုပ်ငန်းကိုပင်ဆက်လုပ်ပြီးနေုံမြို့ခုဆုံးဖြတ်ကဝှက်ထားခဲ့ကြသောကွန်ထန်များကိုတွားယူရန်ထွက်လာကြ၏။အမေချောင်းသားတို့ရောက်နေမှာတော့သူတို့ရဲ့ဘူမိနဲ့တန်းရုပ်ချင်းပေါက်တတိဘဝသို့ပို့ပေးလိုက်တော့နေရာလေးကိုတတိယရည်တွားကြည့်ကြတယ်။ဤတွင်အန်ဩရမိအဖြစ်နဲ့ဂျုံရလီတော်နေဝတ်ထားကြသောကွန်ထန်နှင့်ကြောက်တောင်စီရီတော်စသည်များမှာတော့ဘဂတိအတိုင်းရှိနေတော်လဲ ကိုရင်လေးနဲ့စားတွေ့တဲ့နေရာစီးချပြီးပွဲထိုးတဲ့နေရာများကိုမှန်မှန်မိလောက်အောင်ပဲရှိနေလေတယ်။ထိုးကြောင့်ပဲတအောင်ကြောင်အချင်းချင်းပြန်စင်းစားပြီးဆက်ဆက်ရှာဖွေကြတော့လဲဘာမှမတွေ့ရတော့ပေ။ထိုးကြောင့်အဓိကလိုရင်းမဟုတ်သည့်အရာများကိုအုံနောက်ညောင်းခံပြီးတော့ဆက်လက်ကမစင်းစားမရှာဖွေကြတော့ပဲနဲ့ကွန်ထန်းများကို ထမ်းပြီးတော့ပြန်လာကြပါလေ။ရန်လာအတော်လေးကြောင်းပြီးကွန်ထန်းတဲ့အလုပ်ကိုဆက်လက်ပြီးလုပ်ကင်နေကြတယ်။ထို့နောက်လူမသိသူမသိအဓိပတိတော်သထေကြီးဖြစ်နေကြသောဥတက်ဒူလိုမီတာသူ အလူကြီးပေးကျွေးမရန်ဆုံးဖြတ်ပြီးတော့ကြည်တောင်းနဲ့ရွာလဲလံကူခြံကြီးတပြေးစရက်ကြီးကင်းမွန်ရွာစတဲ့ရွာများကိုဖိတ်စာကန်းပြီးတော့ကြောင်ညာလိုက်ကြတယ်။ဦးတဲ့သူတို့မိသားစုရဲ့အလူကြီးကိုမယိုးသားဟုဆိုက ဆိုနိုင်ပါတယ်။အပဲเจ้าဆိုတော့သူတို့မိသားစုမှာလူမသိသူမသိကြီးကြီးတဲ့ချမ်းသာနေကြသည်ကိုပွင့်ပွင့်ကြီးသုံးဆွဲလှူဒန်းရန်အတွက်ပဝင်းမြေကိုဒီလူကြီးပြုလုပ်ကျွေးမွေးကြမိတဲ့တဲ့တွင်တွေးတိုးဆက်လိုက်ခြင်းဖြစ်ပါတယ်။ လေလို့ကွန်ထန်အစင်မှာဤကဲ့သို့ကြီးကျယ်သောအလူကြီးကိုပေးကျွေးလိုက်ခြင်းကြောင့်ရွာသူရွာသားများနဲ့ပဝန်းကျင်များကရင်းမိကြလိမ့်မလားအကဲခက်လာလိမ့်မလားဟူသည့်သဘောမျိုးလည်းဖြစ်ပါသည်ပဝန်းကျင်ကလေလို့ကွန်ထန်ဥတတ်သူတို့မိသားစုဤကဲ့သို့အလူကြီးပေးကျွေးနေသည်ကိုမယုံသင်ကဖြစ်လာကြပြီးတော့လေးလာခြင်းအကဲခက်ခြင်းမင်းမြန်စုံမြန်းခြင်းများရှိလာခဲ့လိမ့်လေဆက်လက်၍လိုအပ်သင်ကလိုအပ်ထားရပေမည်မဆူဆန်းမလိလာမယုံသင်ကမရှိကြလိမ့်လေလွတ်လွတ်ကြီးသုံးဆွဲလှူဒန်းကြတော်မူဖြစ်သည်ဖြစ် သို့တော်လည်းဤကဲ့သို့လှုပ်ခြင်းဖြင့်ကုသိုလ်သည်တပဲတပါးသားများဆော့ရရောပါခြင်းမရှိပေ။ဘဲလူတို့တယောက်ကိုမှလည်းထိခိုက်ပုံးပတ်ခြင်းမရှိသောကြောင့်ရာတင်သောရာမြဲကုသိုလ်ကိုပြည့်ပြည့်ဝဝကြီးရမည်သာဖြစ်တယ်။ဤတည်းလည်းမမျော်လင့်သောထူးဆန်းအံ့ဩဖွယ်ဖြစ်ရည်တခုနှင့်တွေ့ကြုံရပြန်လေတယ်။အကြောင်းမှာတော့ဥတ္တဒုရသာဘကအလူကြီးပေးကျွေးလှူဒန်းကြမည်ဟုကြောညာလိုက်ပြီးတဲ့နောက်ယခုသော လာပြည့်ညမှာတော့ယရနာများကိုတွားရောက်တူးဖော်ကြရနိုင် သုံးဘိတ်တော်ဝင်စင်အိုးတလုံးနဲ့ငါးဘိတ်တော်ဝင်မြေအိုးတလုံးများကိုသာတွေးရပြီးတော့ပစိုးလေးထုတ်ပြီးတော့မြှုပ်ထားကြတော့ယရနာများကိုမူလုံးဝမတွေ့ရတော့ဘူး။ပေါပင်ကြီးအော်တို့လဲထွန်တကဲတို့ဒရဆက်2ဖို့ရှာဖွေကြတော့လေအချင်းကုန်ပြီးလူပင်မင်းကသာအဖက်တင်နေတယ်။မိသားစုများလဲပွဲတို့မကြမပြတ်ရောက်နေရှိကြတော့ကြောင့်အခြားလူတို့တယောက်က2ဖို့သွားလင်လေလက်ရချေရများကိုတွေ့ကြရမိတာဖြစ်တယ်။ယခုမှမဟုတ်ထိုရင်းလက္ခဏာများကိုတကူးမှမတွေ့ရပဲ။ ပစုံနဲ့ထုတ်ပြီးမြုပ်ထားသောယတနာများသည်သာအလုံးစုံပျော်ဆုံးသွားလေလေထို့ကြောင့်ဥဒတ်တူကနှမျောတတစွာဖြင့်တတ်မကိုအကြိမ်ကြိမ်ချပြီးတော့စဉ်းစားမိသည်မှာယတနာများကိုမြင်မြုပ်သိမ်းဆက်ရနိုင်အိုးပြင်ထွေးမျိုးမှမြဲလေသလားသို့မဟုတ်ပါကအနာရှက်အပြည့်စည်းဝင်ပြီးတော့မမြင်နိုင်သောခိုးဝှက်ခြင်းကိုခံရလေသလားဟုရဖြစ်ပါလေဘာမှမတတ်နိုင်တော့ပါရွှေမကြီးသည့်နှစ်တောင်းမြောက်ကိုသာယူပြီးတော့ကြံသောယတနာအိုးကြီးနှလုံးကိုလဲပွဲအထိုက်ထောက်ရှာပင်ကြီးအောင်၌သုံးမိများအနက်တူပြီးတော့ဖွဲခံကမြုပ်ထားလိုက်ကြလေတယ် ထိုရွှေမကြီးသည့်နှစ်တောင်ကိုပင်သူခွဲရောင်းချပြီးတော့အလူကြီးပေးလူလိုက်ကြပါတယ်။နောက်လဲသုံးနှစ်တကြိမ်ရှင်ရတာကထင်းရဟန်းငယ်ရှင်ပြုအလူကြီးများကိုပေးလူကြတယ်။အလူကြီးများပေးလူကြတဲ့လေကိုရင်လေးဘလူးမကြီးနဲ့တိုက်ဆောင်များအားလည်းအမြဲတမ်းအများတန်းပေးဝေကြသမဲပင်ဖြစ်ပါတယ်။ဇာကြီးဆရာဆရာထွန်းတောက်ရေးသားထားတဲ့ ဘလူးမာတိုင်းဆိုတဲ့ပရလောကဇလန်လေးကတော့ဒီမာတွင်ပြီးဆုံးပါပြီခင်ဗျာဇာယိဆရာဆရာထွန်းတောင်းနေတကွာနားဆင်ပေးခဲ့ကြသူတအုပ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်တာယာပြည့်ရှင်သားညလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ